အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တည်းအားလုံးမင်္ဂလာပါ Chelsea အသင်းကသူတို့ရဲ့ဥရောပ Champion League သရုပ်ထပွဲပေါ်လေသရုပ်ထပွဲအပြီးမှာအာဇာဘိုင်ဂျန်ဘာကူးမှာ Karabakh နဲ့2ဂိုးစီတီးကြတယ်ဆို Chelsea အနေနဲ့ Champion League မှာနှစ်ကြိမ် Champion ဖြစ်ပူးတယ်2012ခုနှစ်မှာ Munich မှာ Bayern Munich ကိုနိုင်ပြီး Champion ဖြစ်တယ်2021မှာ Porto မှာ မန်ချက်စတာစီးတီးကိုနိုင်ပြီးချန်ပီယံဖြစ်တဲ့ယူရိုပါလီမှာလည်းအမ်စတာဒန်2013မှာတစ်ကြိမ်နောက်2019ဘာခူးပေါ့လေအခုချက်စီအဇာဘိုင်ဂျန်ကာရဘတ်နဲ့ကန်နဲ့ကွင်းမှာပဲတစ်ကြိမ်ဆိုတော့သူတို့ဥရောပရဲ့တကယ် historic အောင်ပွဲတွေရထားတယ်ဒါပေမဲ့ချက်စီရဲ့ European Journey ဒီရာဒီ Journey မှာ Anzo Maresca ရဲ့အသင်းကမနစ်က Conference သူတို့ရသလို European ပြိုင်ပွဲ Competition အားလုံးကိုဘိုးဆွဲထားမှုတဲ့အသင်းတသင်းတည်းသောမှတ်တမ်းဝင်ထားတဲ့အသင်းပဲ ဒါပေမဲ့အန်ဆိုမာစကာရဲ့အသင်းကဘာဖြစ်နေလဲဆိုတော့ဒီယာဒီမာအထူးသဖြင့် major trophy တွေကို challenge လုပ်နိုင်မဲ့အဆင့်တစ်ခုကိုလိုအပ်ချက်တွေရှိနေသေးတယ်။ club worker သူတို့ရထားတဲ့တကယ်ကိုအောင်မြင်မှုတစ်ခုဖြစ်တဲ့တကယ် performance အကောင်းကြားနဲ့ Paris Saint-Germain ကိုနိုင်တဲ့ European Champion ကိုနိုင်သွားတာတကယ်ကို one of the best performance တွေ့ခဲ့ရတယ်။ဒါပေမဲ့အခု Chelsea အသင်းရဲ့ DRD ကိုကြည့်လာတဲ့အခါမှာပထမကစားသမားတွေနဲ့ဒုတိယကစားသမားတွေကြားမှာ ကွာခြားချက်အမတန်များတဲ့အဓိကပြဿနာရဲ့ယာဒီအစတဲ့ကပြဿနာဆိုလို့အစိုးရတဲ့တိထားပြီးသားဖြစ်တဲ့ position ကိုပိုင်းရှင်ဖြစ်သူတွေက ignore လုပ်ခဲ့တဲ့အဓိကအချက်ပဲခန်းစစ်မှာရှာရှာပါပါအကောင်းဆုံးနဲ့အတည်ငြိမ်ဆုံးလို့ပြောလို့ရတဲ့ Levi Cowell ACA ဖြစ်သွားသည့်တိုင်အောင် Chelsea ဟာ center back ဝယ်ဖို့ဘိုးနောက်ခံလို့ဝယ်ဖို့ငင်းဆန်ခဲ့ပြီးဒီလူစင်းနဲ့ Anzo Marsca နဲ့ပွဲထွက်ခဲ့တယ်တကယ်ဆိုရင် club က တောင်ပံကစားမတွေအများကြီးမလိုဘူးဒါပေမဲ့အဲ့တောင်ပံတွေကိုတယောက်ပြီးတယောက်အားဖြည့်ခြင်းနဲ့တကယ်လို့ကျင်တဲ့ဘိုးနောက်ခံလူနဲ့ကိုသမားပိုစီရှင်အတွက်သူတို့လစ်လူရှုခဲ့တယ် တခါလေကျတော့မလူလားတဲ့နေရာမှာလူတွေအများကြီးဖြစ်ပြီးလိုအပ်တဲ့နေရာကိုဖြည့်တင်းနိုင်ခြင်းမရှိတဲ့အဓိကအချက်ကပဲချက်စီအသင်းအတွက်ဒီအာတီမှာထိုးနှက်ချက်တစ်ခုဖြစ်လာတယ်။ချက်စီကဖလားပြိုင်ပွဲတွေအတွက်တော့ပြဿနာမရှိဘူး။ consistently တည်တည်ငြိမ်ငြိမ်ကစားပြီးအောင်ပွဲရမယ့် lead position မှာချက်စီက Antonio Conte နဲ့2000နဲ့ဆက်ကွန်မှာ champion ဖြစ်ပြီးတဲ့နောက်ပိုင်းမှာရှင်းနေရှိပြီ။ရှင်းနေဆိုတာထက် challenger အဆင့်ကိုမရောက်တော့တဲ့ပြဿနာ ။ဒါကြောင့်လဲဆို i square ကတော်တော်ကောင်းခဲ့တဲ့3 bet session နဲ့တကယ်အောင်မြင်ခဲ့ပေမဲ့အခုနောက်ပိုင်း4 bet နဲ့သွားတဲ့အခါမှာ Chelsea အသစ်မှာပထမဦးစားပေးကစားမတွေထဲမှာ center back တွေကလည်းခက်ရန်ရန်အဲ့ထဲမှာမှအဲ့ခက်ရန်ရန် center back နှစ်ယောက်ရဲ့အနောက်မှာရှိတဲ့အရန်ကစားမတွေရဲ့ quality ကအရန်ကွာမနစ်ကတော့ငါပြဿနာမရှိဘူးဆိုတော့ကသူတို့ Chelsea သွားပြိုင်နေပြိုင်ပွဲက conference league ပြသူတို့မှာအကောင်းဆုံးဆိုလို့ Fiorentina တို့ Battito လောက်ပဲရှိတာ အမှ Chelsea အကောင်းဆုံးအသင်းပဲဆိုဒီအသင်းနဲ့ပတ်သက်လို့ Square အင်အားအရန်တောင်းတင်းသလိုပြိုင်ပွဲတစ်လျှောက်လုံးမှာလဲ Ansu Mariska ကအရန်လေကြီးကန်ခဲ့တာ first team နဲ့ second team ကြားမှာနေရာမရတဲ့ Ankuku တို့ Sancho တို့ဘာတို့လှည့်ပတ်ကန်ရင်းနဲ့အေးအေးဆေးဆေးပဲဒါပေမဲ့ Champions League တပည့်ရောက်တဲ့ခါကျမရတော့ပွဲတိုင်းကိုအတောင်တင်းဆုံးလူစင်းနဲ့ကစားတဲ့အခါမှာမနစ်ကတည်းကတိတ်ပြီးတော့မဟန်နဲ့ခန်စစ်က Champions League level မှာတိုင်ပတ်ရောအဲ့ဒါကိုမှ Levi Khoe က ACA ဖြစ်တဲ့အချိန်မှာပိုင်ရှင်တွေက ခံစစ်ကငါတို့ရှီမှာလုံလောက်စွာပါတယ်ဆိုပြီးတော့အဲ့ဒါကိုလုံးဝလစ်လူရှုထားတယ်ပြက်သလားအခုတို့ကြည့်ဗျာတို့ဈေးကြီးပေးဝယ်ထားတဲ့ဟာတူဘာမှမလုပ်ပြနိုင်ဘူးအမားနှစ်ကြိမ်ကျွလွန်တယ်ကစားမတရားအမားကျွလွန်တာကိုကျွန်တော်အပြစ်ထောက်ပြတာမဟုတ်ပင်မဲ့ဒီစားမကလည်းလုံလောက်တဲ့ပွဲထွက်ခွင့်မရသလိုသူကိုယ်တိုင်လည်းသူ့အတွက် game time improvement မရှိတဲ့အခါမှာ confidence ကပျောက်နေသူ IS မှာကစားတာမဆိုးဘူးဗျာဒါပေမဲ့ လက်ရှိ Chelsea အသင်းကိုကြည့်ရင်သူတို့ရဲ့စာနာဘက်မှာကျွန်တော်ကြည့်လို့ရှိရင် Thosin Adebayo ရှိတယ် Levi Cowell ရှိတယ် Hato ရှိတယ် Trevor Chalobah ရှိတယ် Wesley Fofana ရှိတယ် Josh Achambon ဆိုတဲ့ကစားမ6ယောက်ရှိတယ်ကျွန်တော်တို့ decisive လို့ပါလို့ကျွန်တော်ထဲမတွက်ဘူးเนาะအဲ့6ယောက်မှာ Cowell ကအကောင်းဆုံးဒါပေမဲ့အဲ့ကစားမက ACL ကြောင့်6လနဲ့8လကြာနားတယ်ဆိုတော့သူတို့ channel center back တဲမှာဘာဒီယာရှိပါသေးတယ်ဘန်ဝါဘာဒီယာရှိ channel center back တွေအားလုံးကြည့်တဲ့အခါမှာဘာဒီယာရှိကလည်းခြေစွမ်းမငြိမ်ဘူး Chelsea နဲ့ Liverpool နဲ့ကစားခဲ့တဲ့ပွဲနောက်ဆုံးကလေးကလည်းဒဏ်ရသူလူသူကလည်းအမြဲတမ်းရှိတ်ကြီးဖြစ်တယ် Fofana ကလည်းတနည်းရွှေတနည်းဝင်နဲ့အများအပြား injury အမြဲဖြစ်တယ်အဲ့နေရာမှာ Hato ကလည်းပွဲထွက်ခွင့်သိမ့်မရတဲ့ခါမှာ confidence မရှိတော့အမားတွေများတယ်ပွဲထွက်ခွင့်ကိုစင်စက်မပြတ်ရတဲ့ကစားမဆိုလို့ Chalobah တယောက်ပဲရှိအဲ့ Chalobah ကအငြိမ်ဆုံးပဲအဲ့ထဲမှာအဲ့ဒါတော့နီးပြအသိသဘောမကျဘူးဒါပေမဲ့ Chalobah ဟာ Chelsea ရဲ့အကောင်းဆုံးပဲအဲ့ဒါကိုမှသူနဲ့က Fofana နဲ့တွဲလိုက် George Achabon နဲ့တွဲလိုက် ထိုဆန်တဲ့တွေ့ထိုဆန်ကဖူဟန်ကလွတ်နေရလာတိတိုင်အောင်ဒီစားမရဲ့ 1v1 defending ပိုင်းအမတန်အားနေတယ်ဆိုတော့ဘာဖြစ်လဲဆိုတော့တကယ် major ပွဲတွေမှာ Chelsea လူလေးအပြောင်းလဲလှုပ်လိုက်တာနဲ့အသင်းရဲ့ quality ကလုံးဝ down ဖြစ်တယ်တောင်မှန်တစ်ဖက်ကပြောစရာမရှိခူကရဲလာနဲ့ Reece James ကစား AC ပဲနောက်ဆုံး Gusto ကစားအောင်မလားပြဿနာမရှိဘူးကွင်းလေက Chelsea အတွက်ဘယ်တော့မှအကူအညီမရတာကလာဗီယာစာဝယ်တွေက Liverpool နဲ့အပြိုင်လဲလူပြီးတော့65တန်းပေးရတယ်ဆောင်းအောင်တန်ကလည်း လာဗီယာကောင်းတဲ့ပွဲရှိတယ်မရှိမှုရှိအားကိုးရတယ်ဒါပေမဲ့ consistently injury ဖြစ်တဲ့ပြဿနာအဲ့ဒါချက်စီရဲ့အဓိကပြဿနာလာဗီယာက confident ကောင်းမှုပြန်လှုပ်လိုက်ဒဏ်ရာသွားလိုက် confident ကောင်းမှုပြန်လှုပ်လိုက်ဒဏ်ရာသွားလိုက်နောက်ဆန်တိုစီကကျွန်တော်အများကြီးမျှော်လို့မရသေးဘူး maybe ကောင်းလာကောင်းကောင်းလာနိုင်တယ်ဒါဆိုအန်ဆိုဖရန်ဒက်စ်နဲ့ခိုက်စီတို့ကစားမယ်ပြီးအန်ဆိုကို30ရို့ထားပြီးတော့ခိုးဖားမနေရ replacement လုပ်ရင် reaching ကစားလို့ရတယ်ကူဆူညာပဲချပြဿနာမရှိပေမဲ့ခုနကစားမှရခု တောင်ပန်တွေကတကယ်တမ်းကျတော့နတ်တူရှိပြီးသားဗျာအစိုးရတွေကဂျောက်ဘတ်ထူလဲကစားလို့ရတယ်အဲ့ဒါကိုမှဂန္နာချူလဲရှိတယ်ကစ်တင်းစ်လဲရှိတယ်အက်စတာဗယ်လဲရှိတယ်ဆိုတကယ်ဆိုဂစ်တင်းကိုသူခေါ်ကိုမခေါ်ရဘူးဂစ်တင်းကိုသုံးမဲ့55 90ကို proper center back တယောက် example အနေနဲ့ market ကြီးကို90လောက်ပေး40လောက်ပေးတေချာပေါက်ရောင်းတယ်ဗျာ chelsea center back ဘယ်လောက်တောင်းသွားမလဲဒါပေမဲ့ဒါတွေကိုသူတို့ ignore လုပ်ခဲ့တာ နိုယာဒီမာရောဘတ်ဆန်ချက်လည်းအမှန်တမ်းပြောရင်ရောဘတ်ဆန်ချက်လည်းစိတ်မချရဘူး။အက်လီဆိုဒီယာဒီမာသူအပိုင်းတော့နည်းနည်းတော့နေတယ်။ဒါပေမဲ့ဒီနေရာကချက်စီမဖြစ်မနေ address လုပ်ပြီးတော့ပြောင်းရမယ့်နေရာပဲ။အခုမာအန်ဒရီတက်ဆီဂန်လို့နောက်တစ်ဖက်ကမိုက်မန်ညိုတို့လို့ကိုသူမာတွေ။ Okay နိုယာဒီမာအပြောင်းလဲဖြစ်ကောင်းပါမယ်။ဖီလစ်ယိုကင်ဆန်ကလည်း ဘက်ကပ်ပလေးယာအဆင်ဖက်ထရိုဗစ်တောင်မှဘုံမောင်မှာကောင်းတယ်ဗျာယောဂီဆင်အဲ့လောက်တော့အဆင်မရှိဘူးနောက်ဆုံးကက်ပရီဇာဘလာကမဆိုးဘူးဗျာဒါပေမဲ့ချက်စီထွက်ခွင့်ပေးခဲ့တယ်ဆိုတော့တချို့ transfer တွေမှာပိုင်ရှင်တွေကမယောင်ရဆေးလူပြီးတနေရာတွေကိုပြုံခေါ်ပြီးတော့တကယ်လိုအပ်တဲ့နေရာတွေကိုသူတို့ ignore လုပ်ခဲ့တာကအန်ဇိုမာစကာတို့ကလည်းတော်တော်တိုင်ပတ်တာတခါလာလဲ rechain တခါလာလဲ cucurella တုံးနေဘူးကအဆင်မပြေဘူးဗျာသူတို့ကြာရင်ပွဲပန်းမယ် injury ဖြစ်လာရင်တိုင်ပတ်မှာဒါတော့ဒီသားမတွေကနော်ဒီရာသီမှာ rechain ကိုတော်တော်လေး manage လုပ်နိုင်တဲ့အတွက်ကြောင့်သူ injury ကင်းလာ ဟိုဘက်ကခူခရဲလာဆိုတော်တော်ကို solid ဖြစ်ပြီးတော့ဘယ်တော့မှ injury မဖြစ်ဘူးဆိုတော့ Chelsea အနေနဲ့ခိုက်ဆေးလို့မြမတော်စား injury ဖြစ်သွားရင်ပဲဖြစ်ဖြစ်အန်ဆိုပဲဖြစ်ဖြစ်ဒါတော့မှခိုးဖားမကိုတရားသီလို့နီးပါပဲပွဲနှစ်ပွဲလောက်ပဲပါတာ West Ham နဲ့ပွဲတွေကဖြစ်လိုက်တဲ့ injury ဆိုအန်ဆိုမာရက်စကာရဲ့အသင်ကမဖြစ်မနေကျွန်တော်ထင်တော့စောင်းရသည်မှာတေချာပေါက်ခံစစ်ခံစစ်မဖြစ်ရင် Chelsea အခြေအနေမကောင်းဘူး Top 4အတွက်ကတော့ပြဿနာမရှိဘူးဗျာ Top 4က Chelsea ဝင်လာမှာပဲဒါပေမဲ့အခု Champions League က Chelsea အတွက်က historic ပြိုင်ပွဲဖြစ်တယ်နှစ်ကြိမ်လောက် Champion ဖြစ်တယ်သူတို့ underdog လို့အခြေအနေကနေတော့မှ champion ဖြစ်ခဲ့သေးတဲ့အတွက်သူတို့တွေက champion မဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးဒါပေမဲ့ဒီ level နဲ့မနိုင်ပြောရင် daily ကျဲအသင်းတွေတော့ရှင်လို့မရဘူးဗျဒီခံစစ်နဲ့မရဘူးတော်တော်ကြီးအခြေအနေဆိုးတဲ့အချက်ပဲတကယ်လို့အသင်းကခိုးဖားမှလည်းပါမယ် fully squad ဖြစ်တယ်ပထမ set တယောက်နဲ့ fully squad ဆိုတော့ chelsea ကတော်တော်လေး strong ဖြစ်တယ် anzo marsca အနေနဲ့ league ပြိုင်ပွဲတစ်ခုလုံးကို consistently နိုင်ဖို့တော်ဒီတစ်ပတ်မှာသူတို့ liverpool ကိုနိုင်နိုင်မယ်ဗျနောက်တစ်ပတ်မှာ sunderland ကိုကောက်ရှဲကိုရှုံးသွားတာ အဲနောက်တစ်ပတ်ကျရင်တို့ပွဲကြီးတစ်ပွဲကိုကောက်နိုင်ရင်လည်းမယ်နောက်တစ်ပတ်မှာအသင်းငယ်အသင်းကိုထရှုံရှုံသွားဆိုအဲ့ဒါက consistent level အဓိကပြဿနာပဲဒီခံစင်းတဲ့ဂိုးသမားပိုဇီရှင်နောက် injury တွေမကြာခဏဖြစ်နေကစားမတွေကိုတန်ရုံးစင်တွေ့ရတဲ့ရှင်းထုတ်ပြစ်လိုက်ပြောင်းလဲတွေလုံတင်လုံရမှာပဲတိုက်စစ်ကအမှန်တိုင်းပြောရင် job patrol နဲ့ lean dealer ကိုခေါ်ထားသည့်တိုင်အောင် patrol ကတော့ maybe ကောင်းအောင်ပါပဲ lean dealer ရှင်ကျွန်တော်ဘာမှမရသေးဘူး injury ကြောင့်လည်းပါပဲမဲ့ အဲ့ဘိုင်းမှာလည်းနည်းနည်းလေးအားနေနေသေးတယ်ဒါပေမဲ့ဒါကတော့အခု fully fit မဖြစ်သေးတဲ့အတွက်ကြောင့်ပြောဖို့စောနေသေးပေမဲ့ဒီ Queen လေကအမာရွင် လုံးဝမရှိအမြဲတမ်း injury ဖြစ်တဲ့ Lavia တို့ခန်းစစ် weak ရမ်းဖြစ်နေတဲ့ position တွေကိုမဖြေရှင်းနိုင်သေးဘူး Andrew Marsh ကတော့တိုင်ပတ်နေအောင်ပါပဲပထမအသေးနဲ့ second တင်းကြကွာချက်အရန်ကြီးတယ်ဒီမိနစ်က conference ကစားတဲ့ပုံစံ conference level မှာတော့ပြဿနာမရှိပေမဲ့ champion league level မှာဘယ်လောက်ထိကွာလဲဆိုတာ တက်သေးပဲဒါပထမ၄ဘွဲမှာသူတို့ခုနှစ်မှတ်ပဲရသေးတယ်ခုနှစ်မှတ်ဆိုတဲ့အချက်ကချဲစီအတွက်ဒိန်းကြာနော်နောက်ထပ်၄ဘွဲမှာသူတို့အနည်းဆုံး၉မှတ်လောက်ရမှာရှောင်းထွက်၁၆တင်းတက်မှာအဲ့လိုမဟုတ်ဘူးဆိုရင်သူတို့၃၂တင်းမှာပလေးကိုသွားကန်ရမယ်ဆိုတော့ချဲစီပြည့်သက်တယ်ဘလို့မြင်ကြလဲအန်ဒရူးမာရက်စကာရဲ့အတင်ချန်ပီယံလိမှာချန်ပီယံဖြစ်ဖို့ထက်ဆီမီဖိုင်နယ်လောက်ဆိုရင်မျှော်လင့်လို့ရလားနောက်တစ်ခုကရောပရီးမီးယားလိမှာဘလောက်ထိသူတို့ strong ဖြစ်နိုင်တယ်ဘလို့မြင်ကြလဲကိုမမဝင်အောင်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်